ခုတင်ဆက်ပေးမယ့်သတင်းကတော့ချင်းတောင်ကျေးမှာအိမ်တရိတ်ဆန်နဲ့လူသေဆုံးမှုများရှိတဲ့အထိတောင်ကျရေကြဆင်းမှုဖြစ်ပွားရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကလေးကလေးဝါတမူးမြို့နယ်တွေအတွင်းမိုးသည်ထန်စွာရွာသွန်းပြီးတောင်ကျချောင်းရီတွေအရှိန်ဟုန်နဲ့ဆင်းဆင်းလာတာကြောင့်မြေပြိုကျခြင်းအိမ်တရိတ်ဆန်တွေမျောပါတဲ့အထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ဒေသတွင်းရှိကားလန်တွေလည်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပါတယ်။အခုဆိုရင်ကလေးမျိုးနဲ့ကလေးဝမျိုး24မိုင်ခီးမှာမြေပြိုတာကြောင့်လမ်းတွေပိတ်နေပြီးတစ်ချောက်ကျေးရွာနဲ့ကြောက်ကကျေးရွာကြားရှိမြေပြိုမှုဟာ၄နေရာလောက်ရှိတယ်လို့ကလေးမျိုးဒေသခံတအူးကပြောပြခဲ့ပါတယ်။ ဆနမိုင်းတရာအနီးစိုက်ခင်းကျေးရွာကွန်ပျူတာတက်ကတူရှိကြီးကုန်းကျေးရွာရှစ်မျက်နာဖះရနဲ့ကလေးမျိုးချာမှာရေရေကြော်နေတာကြောင့်လှေရေဆက်လွေတွေနဲ့သွာလာနေရပါတယ်။ဒါအပြင်ကလေးကံကောလမ်းပေါ်ကနန်းကလေးတရာပြတ်ကျခဲ့သလိုကံကောမျိုးအဝင်ကစိုက်ဒူးတရာအောက်ခြေတိုက်စားတာကြောင့်လဲမော်တော်ယာဉ်တွေဖြတ်လို့မရဖြစ်နေတယ်လို့သိရပါတယ်။နကြီးကုန်းကြီးရွာအုပ်စုဖုံချောင်းရေကြဆင်းမှုကြောင့်တဲအိမ်တွေလူတွေတရိတ်ဆန်တွေမျောပါမှုတွေရှိခဲ့ပါတယ်။ နေကြီးကုန်းကြီးရွာဒေသခံကိုမျိုးကိုကိုကချောင်းရီကျောင်းတဲပေါင်း40ကျော်လောက်မျောပြီးကလေးငယ်တဦးယောက်ျားတဦးနဲ့အမျိုးသမီးတဦးတေဆုံးခဲ့တယ်လို့ကြားသိရတယ်လို့ရေကရုတ်တရက်တိုးလာတာကြောင့်ကျွဲတွေနွားတွေလည်းတော်တော်မျောပါခဲ့တယ်လို့ပြောပြခဲ့ပါတယ်။စကန်းကြီးကြီးရွာနဲ့နန်းဆောင်မှုကြီးရွာတွေမှာလည်းနေရီစရာချောင်းရီကျဆင်းမှုကြောင့်အိမ်တွေမျောပါခြင်းတရိတ်ဆန်တွေမျောပါခြင်းရှိခဲ့ပြီးလူသေးပြောက်တော့မရှိခဲ့ဘူးလို့သိရပါတယ်။ ကလေးမျိုးတွင်မှာတော့စိတ်ကန်းနာတရာဟာဥပုပ်ချောင်းတွင်မျောပါခဲ့ပြီးကလေးဝလမ်းပေါ်မှာရှိတဲ့ဆေးရုံတရာရဲ့ကန်းကတ်အုပ်ခုံဟာပြိုကျခဲ့ရပါတယ်။ရှည်ကြီးမှုကိုကလေးဝကလေးမျိုးကာလန်နဘေးရှိနှကြီးကုံကြီးရွာ၊ကြောက်ကာကြီးရွာ၊စိုက်ခင်းကြီးရွာ၊ကြီးကုံကြီးရွာ၊တောင်ဦးရွာ၊ပြင်သာကြီးရွာနဲ့မြစ်တာမြစ်ကန်းနဘေးရှိကြီးရွာအလုံးခန်းစားခဲ့ရတယ်လို့သိရပါပါတယ်ရှင်။